သူရာဇကျုပ်ပြည်မှာတဲ့ရွှေပရိန်တဲ့သားဖြစ်ခဲ့တယ်။အဲဒီရွှေပရိန်တဲ့သားဘဝတော့ကပစ္စံလည်းတတ်နိုင်တဲ့အခါကျတော့အခုလိုပဲသူတော်သားမယားတွေနဲ့ပတ်သက်ခဲ့တယ်ပေါ့။မကောင်းမှုအကုသိုလ်တွေလုပ်ခဲ့တယ်။အဲ့ဒါအကုသိုလ်တစ်ခု။အဲ့ဒီကနေပဲရောက်သွားတော့ဆိုလို့ရှိရင်အဲ့ဒီရွှေပရိန်တဲ့ဘဝသားဘဝမှာသူက ကာမိတ္တမိဆာသရကံနေကျွလွန်တော်လဲတစ်ဖက်ကကုသကောင်းမှုတွေလုပ်တယ်ကုသကောင်းမှုတွေလည်းလုပ်တယ်လုပ်သည့်အတွက်ကြောင့်အဲ့ဒီဘဝကသေသွားတဲ့အခါသူငရဲမကြဘဲနဲ့ဘယ်ရောက်သွားတော့ဆိုဝန်တတိုင်းကဂရေ80ကျွဲဝါတဲ့တတိသားသွားဖြစ်ပြန်ကုသကံအကျိုးပေးတတိသားသွားဖြစ်အဲ့ဒီတတိယဖြစ်ပြီးတော့နောက်တတိယဘဝရောက်တဲ့အခါကျတော့ အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ပဲကောတ္တမီပြည်သွားပြီးတော့တထေသသွားဖြစ်ပြန်အဲ့ဒီတထေသဖြစ်တဲ့အချိန်မှာမိကောင်းဆွေကောင်းတငယ်ချင်းကောင်းတွေကြောင့်မို့လို့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့ဥပ္ပတိလာတွေစောင့်တည်တယ်ကြည့်နော်သူပထမဘဝတုန်းကရာဇဂျိုတထေသရွှေပရင်တဲ့သားဖြစ်တုန်းကမကောင်းတာလုပ်ခဲ့တယ်တပိုင်းကကုသိုလ်လုပ်တယ်ဒါကြောင့်မို့ဒုတိယဘဝမှာတထေသပြန်ဖြစ်တယ် တတိယဘဝမှာလည်းတထေသပြန်ဖြစ်တယ်ကုသိုလ်ကောင်းမှုဆက်လုပ်တယ်သို့တော့ပထမဘဝတုန်းကဓာစကြုပ်ပြီမှာပရိနေဘဝတုန်းကလှုပ်ထားတဲ့အကုသိုလ်ကမကျွားဖြစ်လာတယ်ရင့်ကျက်လာပြီဆိုအဲ့ဒီအကုသိုလ်ကအကျိုးပေးလိုက်တာစတုထဘဝရောက်တဲ့အခါကျတော့ရောဓုကငရင်ရောက်သွားတယ်ဒါဝင်ပြောတာ ကံတရားဆိုတာပျောက်သွားတာမဟုတ်ဘူးသုံးမဝတော့ဒီအာဟုသူကံအကျိုးမပေးသေးဘူးသူ့ကိုကျိုးရှိရှိနဲ့လှန်ထားလိုက်တာကုသကောင်းမှုတွေလှုပ်လို့ကောင်းတာလေးတွေနဲ့သူကသုံးမဝတထေသားကြီးပဲဖြစ်တယ်အဲတတိယဘဝပြီးတဲ့အခါကျတော့ပထမဘဝတုန်းကမျိုးသမီးတွေနဲ့ပတ်သက်ခဲ့တဲ့ကာမိသမေစာစရကံကြောင့်သူဟာဘောဓဝငရဲ့ရောက်သွားတယ်ဒီအာဟုသူကံကအကျိုးပေး အဲ့တော့အဲ့ဒီလိုအကုသိုလ်ကံကဝင်လာပြီဆိုလို့ရှိရင်ဆက်တိုက်ဝင်တယ်အဲ့ဒီဘဝကတည်သွားတဲ့အခါကျတော့ငရေဟတ်တွေလွတ်တဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဘိနာကတဆိုတဲ့အတိုင်းမှာစိတ်ထီးကြီးသွားဖြစ်တယ်အဲ့ဒီစိတ်ထီးသွားဖြစ်တယ်စိတ်ထီးကြီးဖြစ်လာတဲ့အခါကျတော့စိတ်ထီးကြီးကထောထောကြိုင်ကြိုင်ဆိုတော့ဝန်ချနိုင်အောင်လို့ဆိုစိတ်ထီးကြီးကိုတင်းကွပစ်လိုက်ကြတယ်တင်းကွတာခံလိုက်ရတယ် ဒါကာမိတုမိစ္ဆာဆိုတာအပြစ်ပဲဒါပေါ့သေးတာသင်ကိုခံရတယ်သင်ကိုခံရတယ်သူ့ကိုလူတွေကတက်စီကြတယ်လဲမှာကပြီးတော့စိတ်ထီးကြီးနဲ့မောင်းတယ်အဲ့ဒါတွေအကုန်လုံးသူလောက်ရဘာလို့လဲဆိုသူကလည်းသူများ တက်စီခဲ့တော့သူအဲ့ကျမတက်စီခံဒီလိုဆိုတာပေါ့နော်စိတ်ထီးကြီးဖြစ်ပြီးတော့အဲ့ဒါ သင်ကိုခံရတယ်တက်စီခံရတယ်6ခုမရောက်ဘဝကြတော့ဘယ်သွားဖြစ်တယ်ဆိုတော့တောထဲမှာမြောက်သွားဖြစ်တယ်မြောက်လေးဖြစ်လာရောမြောက်ထီးလေးဖြစ်တဲ့အခါကြတော့မြောက်သင်းအုပ်သူ့အဖေကြီးကနေပြီးတော့ခေါ်ခေါ်ကစမ်းဒီမြောက်ထီးလေးဆိုခေါ်လာပြီးတော့တခါတည်းယောက်ျားအင်္ဂါဇတ်ကိုပစတ်နဲ့ကိုက်ဖောက်ပြလိုက်တယ်နော်သင်ကိုပြလိုက်တယ်လို့ပဲအဲ့ဒါလို့ဖြည့်ဆည်းခံရရပြန်တယ်ဩ 6ခုမြောက်ဘဝ9ခုမြောက်ဘဝကြတော့ဘာဖြစ်တော့ဆိုနွားဖြစ်တယ်အလုံးသိကြတဲ့အတိုင်းပဲတောရွာတွေနဲ့ပတ်သက်နေတဲ့ပုဂ္ဂိုလ်တွေတော့သိတာပေါ့နော်မြို့ကလူတွေတော့သိကြမှာသိပါနွားတွေခိုင်းကောင်းအောင်မလုပ်တော့ဆိုသင်္ကွက်တာပဲနွားတွေဟာသင်္ကွက်ခံလေရအဲသူလည်းပဲသင်္ကွက်ခံလေရတယ်အခုလို9ဘဝမှာကြည့် လေးဘဝကနေစပြီးတော့ပထမဘဝလောက်ခဲ့တဲ့ဟာနှစ်ဘဝပဲကောင်းတဲ့ပုံရောက်ပြီးတော့လေးဘဝငါးဘဝလေးခုမြောက်ငါးခုမြောက်၆ခုမြောက်ခုနှစ်ခုမြောက်ထီအောင်အကုသိုလ်တွေကဇက်တိုက်ဇက်တိုက်ပြီးပြီးတော့အဲ့ဒီကနေဆက်ပြီးတော့ဘာဖြစ်တော့ဆိုရှစ်ခုမြောက်ဘဝကြတော့ဘာသွားဖြစ်တော့ဝိစီတိုင်းမှာပစ္စယောစာကျမ်းချမ်းသာကြွယ်ဝတဲ့ လူသွားဖြစ်တယ်ဒါပေမဲ့လို့ယောက်ျားမဟုတ်မိန်းမမဟုတ်ယောက်ျားမဟုတ်မိန်းမမဟုတ်သွားဖြစ်တယ်ယောက်ျားလည်းမပီတာဘူးမိန်းမလည်းမပီတာဘူးအခုခေတ်လက်တာတွေရှိတယ်နော်ဥတ္တပြီဆိုတာယောက်ျားမဟုတ်မိန်းမမဟုတ်တွေရှိတယ်နှပုံးပန်းတုပ်လို့ခေါ်တယ်နှပုံးပန်းတုပ်လို့ခေါ်တယ်အဲ့ဒါမျိုးတွေသွားဖြစ်တယ်တဲ့မျိုးစုံဒီမှာပေါ့နော် ခေတို့လက်စဖီယန်တို့ဒါမျိုးတွေပေါ့ဖြစ်ကုန်မှာပေါ့နော်အဲ့လိုတွေဖြစ်တယ်နောက်တစ်ခုကဘာသွားဖြစ်ပြန်တော့ဆိုအဲ့ဒီလိုယောက်ျားမဟုတ်မိန်းမမဟုတ်ဖြစ်ပြီးတဲ့အခါမှာသူကောတံပီပြီမှာကုသိုလ်လုပ်ခဲ့လို့တထေးပါတော့တထေးအိမ်မှာတော့ဖြစ်တယ်ဒါကြောင့်မို့ပရဒါရကံကြောင့်ယောက်ျားမဟုတ်မိန်းမမဟုတ်နှစ်ပုံပတ်တော့သွားဖြစ်တယ် နော်လူဖြစ်တယ်တထေးဖြစ်တယ်သို့တော့တော့ကြမို့မိမမဟုတ်ဖြစ်တယ်ခုခေတ်ခေါ်တာဗါတယ်အချောက်တို့အချက်တို့လို့ခေါ်တာထမင်းကျန်အဲ့ဒီလူတွေဖြစ်သွားတယ်ဒီလူတွေဖြစ်တယ်နောက်တစ်ခါကိုဘဝမြောက်ကြတော့ဘာသာဖြစ်တယ်ဆိုတာဝရိန္ဒာနတ်ပြေသွားပြီးတော့နတ်သမီးသွားဖြစ်တယ်တရားမင်းကြီးရဲ့ ကျင့်ရဏတ္တိသွားဖြစ်တယ်။ဆယ်ဘွားမြောက်တဲ့အခါကျတော့နတ်သမီးရဲ့တရားမင်းကြီးရဲ့နတ်သမီးပဲဆက်ဖြစ်တယ်။ဟောနောက်အဲ့ဒီကနေပြီးတော့နောက်ဘဝကျတော့တာဝရိန္ဒလက်ပြည်မှာဇဝနာဆိုတဲ့နတ်သားရဲ့နတ်မိဘရသွားဖြစ်ပြန်တယ်။အဲ့ဒီဘဝကတည်တဲ့အခါကျတော့အင်္ဂတိမင်းကြီးရဲ့သမီးတော်ရုษาဆိုတာလာဖြစ်တယ်။ အဲရုစာဘုရားကပြန်ပြောနေတာလေခုอ่ะเนาะသူဖြစ်ခဲ့ရုစာဆိုတဲ့မင်းသမီးလေးလာဖြစ်တယ်အဲ့ဒီရုစာမင်းသမီးဘုရားကသေပြီဆိုတဲ့အခါကြလို့ရှင်တော့တာဝရိန္ဒာနတ်ပြည်မှာတကိုးကြီးတဲ့နတ်သားဖြစ်ပြီးတော့အမျိုးသမီးဘုရားကအဲ့ကြမှာလွတ်မယ်လွတ်သွားဒါရှင်အနန္တာတော့သူများမဟုတ်ဘူးရှင်အနန္တာမထေရဟာဒီလိုဖြစ်ခဲ့ရတယ် ဒါဆိုလို့လေအဲ့ဒါကြောင့်မို့လို့ရှန္နနာမထေမြတ်ကလျာဏံဝါယတိဝါပပကံနာဟိကမ္မံဝိနတတိကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ပြန်ပြန်ပေါ်လာတယ်ကံကြမ္မာပုံရိပ်တရားပြန်ပြန်ပေါ်လာတယ်ဒီလိုပြောတာနော်အေးဒါကြောင့်မို့လို့ရုษာမင်းသမီးလေးကလူတွေကိုတတိပေးသွားတယ် အမျိုးသားတွေဟာဘဝဆက်တိုင်းအမျိုးသားကြီးဖြစ်ချင်တယ်ဆိုရင်တဲ့ကာမေတုမေဆာဆရာရှောင်ညပရဒါရကံကိုရှောင်ရမယ်တဲ့မပတ်သက်စေနဲ့သူများတို့ဆိုလို့